ားလုံးမင်္ဂလာပါတို့ရဲ့ ACA ပေးရနေပြန်ချေဆွလိုက်ပါတယ်ဒီနေ့မှာတော့နော် crypto mining ဆိုတာဘာလဲကိုပြောပြပေးသွားပါမယ် crypto mining ဆိုတာကတော့တို့မြန်သာပြောရမယ်ဆိုရင် blockchain network တွေတဲ့ဟို data ထည့်ပြင်ပေးဖို့အတွက်တို့လို mine တဲ့သူတွေက proof of work လုပ်ပြပေးရပါတယ်ဒီလို proof of work လုပ်ပြရတဲ့သင်္ချာပု္ပ္ပစာတွေကိုဖြည့်ရှင်းပြီးတော့ဒီ blockchain network ပေါ်တင်ပြရတယ်ကိုဖြည့်ရှင်းထားတယ်သင်္ချာပု္ပ္ပစာတွေကမှန်ပြီး approve ဖြစ်ပြီဆိုတာ ਨੇ reward တန်းရပါတယ် reward ကိုတော့ coin နဲ့ crypto coin အနေနဲ့ပြန်ရမှာပဲဖြစ်ပါတယ် ပေးခွင့်ကိုခုချိန်မှာတို့တို့မိုင်းလို့ reward ရလို့ရှိရင်1 block ကို3.125 coin ရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ပေးခွင့်ကိုတယောက်တည်းမိုင်းမို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ဘာလို့လဲဆိုတော့အခုချိန်မှာ miner တွေကတို့တို့ပေးခွင့်မိုင်းတဲ့သူတွေရပေါ့။ organization နဲ့ပါစုဖွဲ့ပြီးတော့ဒီပေးခွင့်ကိုပဲဒီကထားပြီးတော့ miner set တွေနဲ့ပေးခွင့်ကို manager လို့တို့တို့ဖတ်သူတယောက်တည်းပေးခွင့်ကိုမိုင်းမို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ကြည့်တော့တို့တို့ဘယ်လိုမိုင်းကြမလဲ။ ရင်းဆုံးတော့ CPU GPU ကောင်းတဲ့ PC လုံးလိုအပ်ပါတယ်ပြီးတော့လည်း mining software တခုလိုအပ်ပါတယ်ဒီ software ကိုတောင်းပြီးဝင်လိုက်တာ ਨੇ တခါရဲ့ mine ပြီး reward ရတာကိုထိုင်ဆောင်နေရုံပါပဲဘာလို့လဲဆိုတော့ဒီ software က glitch ချနေလိုက်တာ ਨੇ တို့ရဲ့ GPU CPU အားနဲ့ internet speed အားကိုတခါရဲ့တိုင်းယူသွားပြီးတွားသူ auto mining မှာဖြစ်ပါတယ်ဘယ်လိုလုပ်ရလဲဆိုတော့ဒီ software ကိုလာ join တဲ့သူတွေ ਨੇ ဘလော့တစ်ခုတည်းကိုတူတူ mine တာဖြစ်ပြီးတော့ရလာတဲ့ reward တွေကိုခွဲဝေယူကြတာပဲဖြစ်ပါတယ် ယ်လို့ကိုမိုင်းနာက Ethereum ဖြစ်ပြီးတော့မိုင်းပြီး withdraw ရတဲ့အခါမှာ software ကနေ Ethereum to Bitcoin ကိုတခါလဲပြောင်းပြီးပေးတတ်တာကြောင့် mining software တွေကိုအသုံးပြုပြီး mine ရင် Bitcoin mine တယ်လို့ပဲထင်တတ်ကြပါတယ်။တကယ်တော့တခြား coin တွေကို software ကနေ mine ပေးပြီးတော့ Bitcoin ပြန်လဲပြီးတော့မှ reward ပြန်ပေးတာဖြစ်ပါတယ်။ဒါဆိုရင်တော့ mining ဆိုတာဘယ်လိုလဲသိသွားပြီလို့ထင်ပါတယ်။နောက်ပေးရသူတွေအားလုံးချစ်တင်ပါတယ်ဒီဗီဒီယိုလေးကို Facebook မှာနားထောင်နေရဆိုရင်တော့ကျွန်တော်ရဲ့ page ကို follow ပေးဖို့နဲ့ YouTube မှာနားထောင်နေရဆိုရင်တော့ subscribe ပေးဖို့တောင်းဆိုချင်ပါတယ်ဗျအားလုံးချစ်တင်ပါတယ်